ဒီချိန်မှာဖြစ်များလာမယ်ဟောဥစ္စေရောပါအများကြီးရှိအဝေးတန်ဆင်းမှုအိန္ဒာရာစာဟောဒီလိုခဏတစ်ချက်နဲ့လုံမထားဘူးဆိုရင်ဝါပြတ်ဝါဆွေယောဂါနေတာတော့နောက်တခြားဥစ္စေယောဂါအများကြီးဝင်လာတော့အဆုံးနဲ့ပတ်သက်တဲ့ဥစ္စေယောဂါတွေဟောဒီပြားနဲ့ပတ်သက်တဲ့ဥစ္စေယောဂါတွေဝင်လာတယ်အဲဒီအရာတွေကကျွန်တော်တို့တော်တော်လေးကိုဆိုရင်ပေါ်ရကောင်းတဲ့ခြေနေတယ် က်မင်္ဂလာပါဗျဟိုကျွန်တော်တို့ခုလို့ BBS Spring ကိုဟိုတွဲဆုံမိမြောင်းဝင်ပေးရအတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာမင်္ဂလာပါအခုလို့တွဲဆုံမိမြောင်းလာတယ်ပေါ့နော်ဒီအချိန်မှာပြည်သူတွေအတွက်တကယ်ကိုရေးကြည့်တဲ့အချိန်ပေါ့နော်ဒီငလင်းလုတ်ပြီးတဲ့အခါမှာအဲ့လိုအချိန်မှာသူတို့ဟာတက်ကြမှာရေးဆောင်ဆောင်မှုအတွက်မိဖုန်တွေလာပြီးတော့မိမြောင်းနေတဲ့အတွက်ကျွန်တော်အားကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ကဒေါက်တာဦးကဖြစ်တယ်ကျွန်တော်ဒီစေယောဂအတူပူဆောင်ရတယောက်ပဲဖြစ်တယ် ျွန်တော်ကျမရဲ့ဆာမှာကိုစီမှာမေးတဲ့တင်ဝင်တော့တောင်းယူပြီးတော့ထမ်းဆောင်ပေးပါတယ်ကျေးဇူးများတင်ပါဟုတ်ကဲ့ဆရာဟိုပထမဆုံးအနေနဲ့ငလင်းဖေးတန်တဲ့နေရာတွေကပြည်သူတွေအတွက်အဘလိုမျိုးအခြေခံကျမကြီးအကူအညီတွေပစ္စည်းတွေပေးဖို့လိုအပ်နေလဲဆိုတာပထမဆုံးပြောပေးပါလားဆရာဟုတ်ကဲ့ဒါအရေးကြီးတယ်ပေါ့ကျွန်တော်တို့အနေနဲ့ကအဓိကငလင်းတက်မှာပေါ့နော်အခု ငကင်းဖြစ်ပွားသွားတဲ့နေရာကြီးအထူးထိခိုက်သွားတဲ့နေရာကမြန်မာပြည်လေပိုင်းနော်စကိုင်းတိုင်းမန္တလေးတိုင်းကတာတော်တော်ကိုထိခိုက်ပျက်စီးသွားတယ်အဲ့ဒီနေရာတွေမှာနေဆောက်ရုံနေပြိုကျပျက်စီးတယ်မိတွေလောင်ကြတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့အဓိကပြည်သူတွေဖြစ်အများဆုံးဖြစ်မဲ့ယောဂါတွေပေါ့နော်အဲ့ဒီယောဂါတွေတော့ကျွန်တော်တို့ထိခိုက်ဒဏ်ရာရမှုတွေမှာ ကူညီပေးနိုင်တဲ့ first aid ပစ္စည်းတွေအများကြီးလိုတယ်။နောက်ထိခိုက်ဒဏ်ရာရှိမှုနဲ့တွဲလာမယ်။ယောဂပိုးရောင်းမှုတွေပေါ့။ဒီယောဂပိုးရောင်းမှုတွေအတွက်ကာကွယ်ရမယ်။ tightness လိုမျိုးကာကွယ်ဆေးမျိုးတွေလိုလိုယောဂပိုးတိတက်ပိုးပြင်းပြင်းထန်ထန်ဝင်လာလို့ရှိရင်လိုအပ်မယ်။ဒီပိုတက်စီ antibiotics တွေလည်းလိုအပ်မယ်ပေါ့နော်ဒါကအခြေခံဆေးအနေနဲ့ဆွေးနွေးခြင်းဖြစ်တယ်ဒီထက်ပိုပြီးတော့ ကျေကျေလေးနဲ့ဆွေးနွေးရလို့ရှိရင်ကျွန်တော်တို့ယောဂအာဒီဖြစ်လာအောင်ပေါ့နော်အခုဆိုရင်ရေတွေရှားပါသွားပြီးဖုန်တွေထူလာပြီးအဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကရေရေတန့်ဆေးဝါးပြီးနောက်ပြီးရေတန့်နေရရှိဖို့အတွက်ပြင်ပေးရမယ်နောက် personal hygiene ပေါ့နော်တကူရေတကာရတန်ရှင်းမှုတွေလိုအပ်မယ်ပစ္စည်းတွေကျွန်တော်တို့ပို့ပေးဖို့လိုအပ်မယ်နောက်နေစရာနေရင်မရှိတော့ဘူးပေါ့နော်နေစရာနေရင်မရှိတော့ဘူး အဲ့ဒီတော့ကိုစနစ်တကျဖြစ်မဲ့ shelter တွေပေါ့နော်ပထမဆုံးအနေနဲ့ကတော့တက်နေဒီဒါကြီးကအခြေခံကျမ်းမာရေးဆောင်ရှားမှုတွေလိုအပ်တဲ့ပစ္စည်းတွေဖြစ်တယ်။နောက်အစာတောက်အစာတောက်တာ ਨੇ အရေးကြီးတယ်အခုချိန်မှာအစာတောက်ပြတ်တော်တော်လေးခက်ခဲသွားကြမယ်။ဒါကလည်းအခြေခံကျမ်းမာရေးမှာအဓိကကြရဆိုရင်စီးတွေပေါ့ပေါ့။အစားအသောက်ကလည်းကျွန်တော်တို့အရေးကြီးတယ်။အဲ့တော့ဒါလေးကိုကျွန်တော်အနည်းပြန်ချုပ်လိုက်လို့ရှိရင်အောက်ကနေပြန်ပြီးတော့ပြောမယ်ဆိုရင် food security အစားအသောက်ရေးကြည့်တယ် water sanitation ရေသန့်နေရရှိဖို့ပဲကျွန်တော်တို့လုပ်ပေးရမယ် hygiene တဲ့ကျွန်တော်လိုအပ်တဲ့အမျိုးသမီးသုံးဆောင်ဟုတ်သူသုံးဆောင်စသည်ဖြင့်ဒီဟာတွေကိုလည်းကျွန်တော်တို့လုပ်ပေးရမယ်နောက်သူတို့အတွက်နေထိုင်မဲ့အတွက်မောကရနိုင်မယ်တံမျိုးတွေကိုပြောတယ်နော်အဲ့တဲ့ကိုဒီဈာမိုင်းတုံးဆောင်ပြစ်ဈာမိုင်းနဲ့ drive သီးတဲ့နဲ့ဟာဘယ်ကထိခိုက်တယ်အများရှိတဲ့အတွက်လိုအပ်တဲ့ဈေးဝါးတွေကုသမှုပေးနိုင်မယ်ဈေးဝါးတွေ ယောဂကိုဝင်ရောက်နိုင်ကုသမှုပေးနိုင်မယ်ဆေးဝါးတွေဒါကတော့အရင်ဆုံးအထူးကလိုအပ်တယ်ကျေးဇူးပါဟုတ်ကဲ့ပါဆရာအဲ့ဒီမန္တလေးမှာလွတ်ခတ်သွားတဲ့ငလင်ကြီးကြောင့်မို့ဒီအိုးရင်တိုက်တာတွေပျက်စီးခဲ့တာရောနောက်ဆက်တွဲငလင်တွေကြောင့်ပြည်သူတွေကအာလက်ရှိမှာဆိုရင်လမ်းဘေးမှာဒါမှမဟုတ်ကွင်းမြင့်ကျဲမှာဆင်းပြီးအိတ်ရပါတယ်နေထိုင်ရပါတယ်ဒီအချိန်တွေမှာကျန်းမာရေးအသည့်တတိရှိဖို့ဟိုဆရာတို့ဗာမြန်းတိုက်တွန်းပြောကြားခြင်းပါလေခင်ဗျခုနက ကျွန်တော်ကြည့်တဲ့အထက်မှာလည်းပါသွားပြီเนาะဒါကနောက်ဆက်တွဲမေဝန်တစ်ခုလို့တော့ကျွန်တော်ပြောဟုတ်တယ်အခုလက်ရှိစိတ်မကောင်းကြရလဲတော်တော်ကောင်းတယ်အမှန်တော့ဟိုဒီပီယူတွေအတွက်ကို emergency တက်နေလုတ်ပြရဒါပေမဲ့ဒါမျိုးတွေလည်းလုတ်မပေးနိုင်ဘူးကျွန်တော်တို့မှာအဲလုတ်မပေးနိုင်တဲ့အတွက်ကြောင့်မလို့ပြည်သူတွေကွေးမြင်နေမှာအိတ်နေရတယ်တွေ့ရတော့တော်တော်လေးလဲဝမ်းနေမိတယ်စိတ်လည်းမကောင်းဖြစ်ရတယ်เนาะအဲသူတို့တက်ကတော့အဓိက sanitation ဒီစိတ်မှာဖြစ်များလာမဲ့ဝမ်းဥစ္စာရောပါတယ်အများကြီးရှိတယ် ်အဝေးတန်ရှင်းမှုအိန္ဒာမာစနော်ဒီလိုသမင်းတခြားနဲ့လုံမထားဘူးဆိုရင်ဝမ်းပြက်ဝမ်းဆွေယောဂါနေလာတော့မယ်။နောက်တခြားကုသေယောဂါကြီးအများကြီးဝင်လာတော့မယ်ပေါ့နော်အဆုံးနဲ့ပတ်သက်တဲ့ကုသေယောဂါကြီးဝင်လာတယ်။အရှင်ပြားနဲ့ပတ်သက်တဲ့ကုသေယောဂါကြီးဝင်လာတယ်။အဲဒီဟာတွေကကျွန်တော်တို့တော်တော်လေးကိုစိုးရိမ်ပေါ်ရကောင်းတဲ့အခြေအနေဖြစ်တယ်။အဲတော့ နော်အခုလိုပြင်းပြပါအိမ်တွေဒီအတွက်အမတ်တကတော့ shelter ပေါ့ shelter security လို့တည်းလို့ရဲအဲ့တော့အဲ့အတွက်ကိုကျွန်တော်တို့မြေပြင်မှာကုနီနိုင်တဲ့ပြည်သူတွေကလည်းအခုချိန်မှာပြည်သူမှပြည်သူလို့သွားမယ်အခြေဖြစ်နေတော့မြေပြင်မှာဒါကိုကုနီပေးနိုင်တဲ့ပြည်သူတွေကလည်းမိုးကာရရနိုင်အောင်စီစဉ်ပေးစီခြင်းနဲ့ပြီးတော့တို့တွေရဲ့တကူရီတန်ရှင်းမှုတွေလုံလောက်မဲ့ရေတန်ရှင်းတော့တောက်နိုင်မဲ့တောက်သုံးရီစသည်တို့ကိုလည်းရရှိအောင်ဖန်တီးပေးစီခြင်းနဲ့ကျေးဇူးတင်ပါတယ် ုတ်ကဲ့ပါဆရာငလင်ကြီးကြောင့်မို့ထိတ်လန့်တုန်လှုပ်တာရောဒီနောက်ဆက်တွဲငလင်တွေကြောင့်ဟိုစောစောကလည်းဆရာလည်းပြောပါတယ်ကျွန်တော်တို့ဒီပြည်သူတွေပေါ့နော်အဲကြတော့ဒီဒီလိုအခြေအနေမှာဆင်မကောင်းဆရာပေါ့နော်ဒီလိုအခြေအနေမှာပြည်သူတွေကလမ်းဘေးမှာအဲ့အကြောင်အဲ့မပြောကြဘူးလို့လည်းပြောကြပါတယ်အဲအဲကြတော့အေးပြက်လာတာတွေများလာရင်ဘာဖြစ်နိုင်လဲပေါ့နော်ကျမကြီးနောက်ဆက်တွဲစိုးကျိုးတွေနေအောင်ဘာတွေလုပ်တင်လဲဆိုတာလည်းအကြံပေးပြပါအောင်ခင်ဗျာအေးပြက်တာထိတ်လန့်ကြောက်ရွံ့မှုတွေအများကြီးဖြစ်လာတာပေါ့နော် တဘာဝဘေးဒဏ်တစ်ခုကိုကိုယ်တိုင်ကြုံရပြီဆိုရင်ကျွန်တော်တို့ဒီလူတယောက်မှာစိတ်ထဲမှာပြုပြောင်းလဲမှုတွေအများကြီးဖြစ်လာလူတယောက်စိတ်ထဲမှာပြောင်းလဲမှုတွေအများကြီးဖြစ်လာပြမတော်တော့တဘာဝဘေးဒဏ်ကြုံကြုံချင်းမှာဟိုက shock ဖြစ်သွား shock ဖြစ်သွားတယ်ထိတ်လန့်တုန်လုံးသွားထိတ်လန့်တုန်လုံးသွားပြီးမင်းတက်သွားမျိုးရှိမယ်ထွက်ပြေးတာမျိုးရှိမယ်ဟိုဟိတားရှိနော်အဲ့ဒါပြီးသွားရင်သူတို့ဆုံးရှုံးမှုတွေကိုမျက်စိနဲ့မျက်ဝါးတွင်မြင်ရတယ် မိမိရဲ့မိသားစုတော်လည်းကောင်းမိမိရဲ့ဆောက်ပစ္စည်းတော်လည်းကောင်းမိမိမိတ်ဆွေတွေလည်းကောင်းဘေးမှာရှိနေတဲ့တခြားသူတွေဟာပစ္စည်းဆုံးရှုံးမှုတွေမြင်ရတယ်။ဒါတွေကလူတည့်ရပျောက်သွားတဲ့ဟာတွေကြရင်သူတို့စိတ်ထဲမှာဒါကိုချက်ချင်းလက်ခံဖို့ခဲရင်ချက်ချင်းလက်ခံဖို့ခဲရင်အဲ့ဒီလက်ခံဖို့ခဲရင်အတွက်ကြောင့်မလို့စိတ်ဖိစီးမှုတွေရောက်လာတာ။ခုနကဟို ကွင်းမြင်မှာအေးရတာပဲပြောရှင်ရှင်နဲ့သွားပြီးအေးရတဲ့အခြေမျိုးမဟုတ်ဘူးနော်ပြောရှင်ရှင်နဲ့ပြောပဲစားထွက်ပြီးတော့သွားရတဲ့အခြေမျိုးမဟုတ်ဘူးထိတ်လန့်တုံ့လုပ်ဖွယ်ရကောင်းတယ်တဘာဝဘေးရနေတခုကိုမျက်မြင် data တွေ့တဲ့ခါနဲ့မကပဲနဲ့ကိုယ်တိုင်ကအဲ့ထဲမှာရှိနေတဲ့သူတွေဖြစ်နေတာအဲ့တော့အဲ့ဒီမှာတို့အတွက် safe PC မျိုးကြီးအများကြီးဖြစ်လာတာနော်အဲ့ဒါလေးကြောင့်ခုနကပြောလို့အိမ်မပြောတာလေကြောက်ရွံ့တုံ့လုပ်တာဒါလေးအများကြီးဖြစ်လာ အဲ့ဒါကဘလို့ရှောင်ချမှာလဲဘလို့ဟိုဒါကိုကြော်သွားမှာလဲဆိုသူချက်ချင်းကြော်သွားသွားနိုင်မှာတော့တော်တော်ခေရနေအခုဒါတတိယမြောက်နေပေါ့နော်တော်တော်28ရက်နေရဖြစ်တယ်အခု31ရက်နေဆိုတတိယမြောက်နေဒီချိန်မှာဘူးချိန်ကြီးသူတို့ပူဆွေးတော့ကရရှိနေလို့ပါဘူးချိန်မှာထိတ်လန့်ကြုံတုံ့လုံးမှုတွေလည်းရှိနေလို့ပါဒီဟာတွေကသူ psychological process အရာပြောရလို့ရှိရင် ဒီဟာတွေကိုလက်ခံနိုင်တဲ့အချိန်တစ်ခုကျွန်တော်တို့ဆောင်ပါလေ။အဲ့ဒီအချိန်မှာကုညီလို့ရတဲ့ကုညီလေးရှိတယ်။အဲ့ဒီလူတွေရဲ့စိတ်ခံစားမှုစိတ်ဖြစ်စီတက်တာအောင်ကျွန်တော်တို့ဖြေလျှော့ပြီးတော့နှစ်သိမ့်ဆွေးနွေးပေးတဲ့ဟာတွေကျွန်တော်တို့ psychological first aid လို့ခေါ်တာပေါ့။ psychological first aid ဆိုတာရှင်းသူလာပြုစုနေပါပဲ။သို့တော့ချော်လဲသွားလို့ထိခိုက်တဲ့ဟန်ရလို့ရှင်းသူလာပြုစုတဲ့ပြုစုတာမဟုတ်ပဲ။စိတ်ဖြစ်စီမှုရသွားလို့ စိတ်ဓာတ်ရစိတ်ဖြည့်ဆည်းမှုရနေတဲ့အချိန်မှာကျွန်တော်တို့ပေးလို့ရတဲ့စိတ်ဖြည့်ဆည်းမှုကိုဖြည့်လျှော့ပေးနိုင်တဲ့အရေးပေါ်အခြေခံကုသမှုတွေကိုကျွန်တော်တို့လုပ်ပေးဖို့ရတယ်လုပ်ပေးလို့ရတယ်ပေါ့နော်အဲ့ဒီအတွက်ကိုကျွန်တော်တို့အများကြီးပြင်ဆင်ထားဖို့လုပ်တယ်ဒါမှသာခုနကပြောတဲ့အိမ်မပြုတ်ဘူးဆိုတဲ့ဟာတွေကရော့သွားမှာဟုတ်ကဲ့ပါဆရာဟုတ်အခုဆိုရင်အိမ်တွေကပြူပေါ့နော်ခိုးလုံစရာ ဘေးနဲ့ကံအဆောက်အဦတွေလည်းမရှိတာကြောင့်မို့ဒီနှွေနေပူပူမှာဟိုကျွန်တော်တို့ကွင်းမြေနေမှာပြည်သူအများစုနေရတာကြောင့်အပူချိန်နဲ့ပတ်သက်ပြီးတော့ဗာဒီတီထားဖို့လိုမလဲပေါ့ပုံမှန်အဖြစ်ဆိုလို့ရှိရင်မန်းလေးလိုမျိုးကအပူချိန်မြင့်ပြီးတော့ကျွန်တော်တို့ဒီအပူရှက်တာတွေပေါ့နော်ဒေဒီနောက်ဆက်တွဲနေနဲ့ဟိုပြင်းထန်လိုက်ဆိုလို့ရှိရင်တေဆုံးတာအထိဖြစ်ခဲ့ဘူးတာရှေ့မှာလည်းအများကြီးပေါ့နှစ်စဉ်ကြုံရတာရှိတော့ကြဒီအပူချိန်နဲ့အပူချိန်နဲ့ပတ်သက်ပြီးတော့ဗာဒီတီထားဖို့လိုမလဲဆိုတာလေဆရာဟိုအကြံပြုပေးပါအောင်ခင်ဗျပြောပြောကြပေးပါအောင်ဗျတော်ခက်တယ် ချိန်နေတယ်နော်ဒီချိန်ကညီမပြည်မှာပူဆုံးချိန်နေမှာပါနေတယ်အဲ့တော့တည့်ရဝိုင်းအောင်မှာတွားနေဆိုတော့တည့်ရဝိုင်းဒီအကောင်ကလည်းအဲကျွန်တော်တို့မလင်းပေးတာကြောင့်ပြူလဲနေတာလေကျွန်တော်တို့တော်တော်များတွေ့ရတယ်အဲ့တော့အဓိကကတော့တနေတော့အရေးအောက်မှာပဲနေရတော့များမျိုးအခြေအနေမျိုးရှိတယ်။နောက်ဒီအပူဓာတ်ကြောင့်ဖြစ်လာမဲ့တခြား ကျွန်တော်ရှေ့မှာပြောခဲ့တဲ့ဥစ္စာယောဂါတွေကလည်းအများကြီးဆက်ဆက်နေပေါ့နော်ဒါတွေအတွက်လည်းဘယ်လိုတွေသတိထားရမလဲနောက်အပူကြောင့်ဖြစ်လာမယ်ရေပေါ့နော်ရေဒဏ်ရှားလာတဲ့အချိန်မှာဖြစ်လာတဲ့ပြဿနာတွေဒါတွေကိုလည်းကျွန်တော်တို့သတိထားရမယ်ဆိုတော့အရှိမကျွန်တော်ပြောခဲ့တဲ့သတိထားရမယ်ဒီဥစ္စာယောဂါတွေရေရှားပါမှုကြောင့်ဖြစ်မဲ့ယောဂါတွေအပူကသူကတရိုက်ကြီးခြိကြိုက်တာမျိုးနဲ့အင်ဒရိုက်ခြိကြိုက်နိုင်တဲ့ယောဂါတွေလည်းရှိလာ အဲ့တော့နော်ပူအပူကာကွယ်ဖို့ကတော့ထုံးစံနိုင်ကျွန်တော်တို့မြန်မာပြည်ကလူတွေကဒီအထူးသဖြင့်ထက်ညာလူတွေကပူကတော့သူရေပါပြီးသားသို့တော့အရင်ကတော့ aircon နဲ့ရှိမယ်မိုးကအောင်မှရှိမယ်အခုကတော့ဒါတွေပါမှမရှိတော့မရှိတော့တဲ့အခါမှာတတ်မဲ့မများတော့အရေးအဝါသားရှိတဲ့နေရာတွေမှာနေဖို့ဟို hydration ပူတဲ့အခါမှာချွေးတွေအများကြီးထွက်လာတယ်အဲ့ဒီအချိန်မှာပူကအာရေနေနေလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရေနေနေဖြစ်လာမယ်ယောဂါလေး ရှိလာမယ်ဆိုးကျိုးတွေရှိလာမယ်အဲ့ဒီအတွက်ကိုရေတောက်ဖို့အဲ့ဒီရေတောက်ဖို့လို့ပြောတဲ့အခါမှာရေတန့်ရှိဖို့လည်းရေကြီးပေးတယ်ရေတန့်မရှိရင်ရေကြောင့်ဖြစ်တဲ့ယောဂါတွေကထပ်ဖြစ်လို့အားလုံးကတော့ဆက်ဆက်နေတာဆက်ဆက်ဒီချိန်မှာအားလုံးတော်တော်ကြီးကိုဒီဒုက္ခရောက်နေတဲ့ပြည်သူတွေတတိထားပြီးတော့နေကြဖို့အဲ့ဒီချိန်မှာကိုယ်မိနိုင်တဲ့ပြည်သူတွေကျွန်တော်ထပ်ပြောရမယ်ဘုရားကပြောတဲ့အစာအသောက်တောက်ရည်တန့် တကူရေးတိုင်ချင်မှုတွေလိုအပ်တဲ့ပစ္စည်းပစ္စည်းရတယ်။ shelter တွေမူကားတွေတန်းနိုင်တော့အများဆုံးလုပ်ပေးဖို့တော့ဒီအနေနဲ့တခါလေးကျွန်တော်မြန်တိုင်းရခံပါတယ်တိုက်တော်ပါတယ်ကျေးဇူးဟုတ်ကဲ့ပါဆရာအခုဆိုရင်ပေါ့နော်စောစောပြောသလိုမျိုးရာသီဥတုပူရာကြောင့်လည်းပါတယ်ဟိုငလင်ရဲ့ဗဟိုချမ်းမာမှာရှိတဲ့ဒီစကိုင်းရောမန္တလေးရောပေါ့နော်အဲဒီဒီနှစ်မျိုးလုံးက ဒီပိတ်မိပြီးတော့တည်ဆုံးသွားတဲ့တည်ဆုံးသူတွေရဲ့ရုပ်လောင်းတွေကနေပြီးတော့အပုပ်နှံ့နေလဲအတော်လေးထွက်လာပြီးလို့ဟိုပြောကြပါတယ်ဒေသခံတွေကလေအဲ့ဒါဒီအပုပ်နှံ့တွေကရောဟိုပြည်သူပြည်သူတွေရဲ့ဂျမ်းမာရေးကိုထိခိုက်စေနိုင်မှာသလားအာဒီဟာနဲ့ပတ်သက်ပြီးတော့ဆရာပြောကြပြပါအောင်ခင်ဗျအနာဘယ်ပုံနာမဆိုပြည်သူဂျမ်းမာရေးတူတိုင်းရဲ့ဂျမ်းမာရေးကိုထိခိုက်နိုင်တာပေါ့နော်ဒါတို့တောက်လျှောက်ရှုနေရရင်ဖြစ်လာမယ်ပြုတ်ချင်အရင်နာအနေစပြုတ်ချင်အရင်နာအနေစနောက် နောက်တခြားဒီအပုတ်ကနေပြီးတော့စီးဆင်းလာမယ်ကျွန်တော်တို့အရေးတွေရှိတာပေါ့နော်ဒီရေတွေကနေပြီးတော့ဘယ်လိုစီးသွားမယ်ဆိုတာကျွန်တော်တို့မသိဘူးအဲ့တော့ဒီအရာတွေကလေ့ချာချာကျွန်တော်တို့ဘာမှရေမြုပ်တင်ကြမှုတွေမလုပ်နိုင်ဘူးမီရှုပ်တင်ကြမှုတွေမလုပ်နိုင်သေးဘူးနဲ့တရားဥပဒေမှာပြီးနေရောဒီအရာကစီးဆင်းလာတဲ့ရေတွေကလည်းဘယ်လိုရောက်သွားမှာဘယ်သူမှမြင်ရမတွေ့ရတာမဟုတ်ဘူးအဲ့တော့အဲ့ဒီအချိန်မှာကိုလကပြောတဲ့ရေညံ့မှုတွေကအဓိကဖြစ်လာ အစာအစိတ်တဲ့ဟာတွေဖြစ်လာနိုင်တယ်ဝမ်ရှိုးဝမ်ပျော်တည်ဖြစ်လာနိုင်တယ်တခြားယောဂါတွေကကျွန်တော်တို့ဒီစိုက်နဲ့လမ်းကြောင်းမှာဖြစ်နိုင်တယ်ယောဂါတွေကရလာနိုင်တယ်ပေါ့နော်အဲတော့အဲ့ဒါတွေအတွက်ကတော့တော်တော်ကြီးကိုသိထားတာပုံနဲ့တခုတည်းဟုတ်ပါရဲ့ပုံကနေပြီးတော့ထွက်လာမယ်အရှိကြီးကဇမ္မာကြီးကိုအများကြီးထိခိုက်လာနိုင်တယ်ဒီစုဟုတ်ကဲ့ပါဆရာဟုတ်လက်ရှိဒေသခံပြည်သူတွေရဲ့လိုအပ်ချက်တွေထဲမှာ တောက်ရင်နဲ့သုံးရင်ပေါ့နော်စောစောဆရာလည်းအဲ့ဒါအဓိကကြတဲ့အခြေအနေကိုပြောကြပါမယ်တောက်ရင်တန်းကိစ္စကိုပြောသွားတာဆိုတော့ဒီတောက်ရင်နဲ့သုံးရင်ကတော်တော်လေးအခက်အခဲဖြစ်နေလို့ပြောကြပါတယ်တောက်ရင်နဲ့သုံးရင်ပြက်လက်ရှားပါမှုနဲ့အဲဘလို့ကျမ်းမာရေးပြဿနာနောက်ဆက်တွဲတွေကိုသိထားတဲ့နဲ့ဘာတွေကြိုတင်ပြင်ဆင်လို့ရပါလဲခင်ဗျာမနက်ကျွန်တော်ဒီဟာအရှိမာတော့ပြောပြီးသွားပြီပေါ့နော်တောက်ရင်သုံးရင်ရှားပါတယ်ကြံမို့ဖြစ်လာမယ်ကုဆက်ရောပါတယ်ပေါ့နော်အဓိကကုဆက်ရောပါတယ်အဲ့ဒါနေကကျွန်တော်ထပ်ပြီးတော့ ဟိုဒီဟာကိုကျွန်တော်ပြီမလုပ်တော့ဘူးအဓိကကတော့ရေမရှိလို့ရှိရင်ခုနကလိုတဲ့မှာအဓိကတော့ပထမဆုံးဖြစ်မှာတော့ရေအသက်တမန်နဲ့ကျွန်တော်တို့ပမာစကားရှိတာရေရှားပါလို့ရှိရင်ရေမရှိလို့ရှိရင်ခန္ဓာကိုယ်ထဲမှာရေမရှိရင်ဆက်ဆံရေးဖြစ်မှာတော့ခေါင်းအားကြီးနေတာနောက်ငကူယောဂခံရှိတဲ့သူတွေပေါ့နော်ကိုယောဂခံရှိတဲ့လူတွေအကျမ်းမာရေးမကောင်းတဲ့လူတွေမှာပို့ပြီးတော့သူတို့အကျမ်းမာရေးချင်နေပြီးဆိုသွားလာတယ် ဲဂျမိုင်းကောင်းတဲ့သူတွေတောင်မှဒါတဖြည်းဖြည်းနဲ့ဒီလိုရေကဝိုင်းရှော့မှာကျွန်တော်တို့ရေဒီခဏကောဆုံးရှုံးတာမဟုတ်ဘူးရေမတော့ရတယ်ဆုံးရှုံးတာအဲတော့အဲ့ဒီမှာဖြစ်လာမယ်ကြောက်ကတ်တွေပျက်စီးမယ်ဟာတွေအများကြီးပေါ့လေအဲ့ဒီဟာတွေကတော့ကျွန်တော်တို့နံပါတ်၁နောက်တွေ့ရရေတောက်တဲ့ကြောင့်ကျွန်တော်ကျွန်တော်ကတော့ပြောရဲဝိုင်းရှော့ဝိုင်းရှော့ရောဟာတွေဖြစ်လာမယ်တွေ့ရရေနဲ့ချက်တဲ့တွေ့တဲ့ကြောင့်လို့ ဘယ်လိုလာတဲ့ကျွန်တော်တို့တခြားကုသယောဂတွေရမှာဖြစ်ဆိုအဲ့ဒီဟာတွေကတော့တကယ်ကိုဟိုဒီအရေးကြီးရပေါ့အဓိကတော့တောက်ရေတုံရေနောက်တကူရေတန်ချေမှုအရေးပြဒီကူတန်ချေမှုမလုပ်နိုင်လို့ရှိရင်အရေးပြကုသယောဂတွေဖြစ်လာမယ်ရေမရှိတဲ့ဝိထက်ဆိုကြရတော့ကျွန်တော်တို့အများကြီးပဲအဲ့ဒီတွေကိုဖြတ်ပြီးတော့ပြီးလို့တဲ့တောက်ရေတုံရေကိုမြန်မြန်ရအောင်ရအောင်ကျွန်တော်တို့ကုသဆောင်ပေးဖို့လုပ်ပါတယ်ကျေးဇူးပါ ဟုတ်ကဲ့ပါဆရာအမေပြင်းမှာကုညီဆောင်ရွက်ပေးနေတဲ့ကျမ်းမာရေးလှုပ်သားတွေပရဟိတသမားတွေအနေနဲ့ရောဘာတွေဂယူဆိုင်တဲ့မှာလဲသတိထားဆောင်ရန်ရှောင်ရန်ချက်တွေကိုလည်းအကြံပြုပေးပါအောင်ဆရာခုနကကျွန်တော်နှစ်ပိုင်းခွဲပြီးတော့ပြောနေတယ်ပေါ့နှစ်ပိုင်းတစ်ခုကသူတို့ရဲ့ခန္ဓာကိုယ်ကျမ်းမာရေးပေါ့နော်ပရဟိတသွားလှုပ်ကြပြီဆိုရင်အဲသူတို့မိမိကိုယ်ကိုယ်ကျမ်းမာရေးဟိုမိမိကိုယ်အန်ရမဖြစ်အောင်ပြုဆောင်ရ မိမိကိုယ်အနေနဲ့ပြောင်းပေးရမှာပြုစားမယ်ဆိုခဏကပြောတဲ့ကုသရောဂါတွေဖြစ်အောင်ထုံနေမရှိမိအောင်ဒီကနေစားအောင်နော်မပြီးရင်ခဏကပြုတ်ပြက်နေတဲ့အဆောက်အဦတွေကိုလုတ်တဲ့အခါမှာထိခိုက်တယ်ရမရနိုင်အောင်တက်တနက်ဆိုတာမျိုးတွေကိုလည်းကြိုပြီးတော့ထိုးလို့ရရင်ထိုးထားနေတယ်ထိသွားရင်တော့မှဒါကကာဝေးပြီးဒါချစ်မိသွားရင်ဒါဒါကာဝေးပြီးဒါဖြစ်နေပေါ့နော်အဲ့တော့ဒီဟာတွေကကျွန်တော်ကြိုပြီးတော့ကာဝေးထားနိုင်များ marks တွေဝတ်မယ်လိုအပ်တဲ့မြင်နိုင်တဲ့ visible ဖြစ်နိုင်တဲ့ invest တွေဝတ်ထားမယ်နောက်ဟုတ်ချစ်ပုတ်ပုတ်စပန်းနာဆိုလေဟိုချင်ညာပနနဲ့မဟုတ်ဘယ်နဲ့ ठी ခဲ့တယ်ဟာလိုလကူမရအောင်လိုအပ်မဲ့အဲဒီရှူတွေကိုဝယ်မယ်ဆိုရင်ဒါမျိုးတွေပေါ့ခန္ဓာကိုယ်အတွက်ကိုသူစပြီးတော့စဉ်းစားမယ်စဉ်းစားပြီးတော့နောက်ကျွန်တော်တို့ဓာတ်ကြိုးရရှိနိုင်တယ်ဓာတ်လိုက်နိုင်တဲ့ဟာရရှိနိုင်တယ် နော် gas တွေရပွက်နေပြီးတော့မိထားလောင်ရတယ်ဖြစ်နိုင်တယ်ဆိုတော့အများကြီးပေါ့နော်အဲ့ဒါတွေကိုနံပါတ်၁ကတော့ငါကအားရတာလုပ်တာတွေဟိုစဉ်းစားပြီးတော့လုပ်တင်တယ်ကောက်ွယ်တင်တယ်ဒါဒါအခြေခံခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုယ်ကြမ်းပိုင်နဲ့ပတ်သက်ပြီးစိတ်ချမ်းသာရေးလည်းအရေးကြီးတယ်တို့တွေတွေ့ရမှာပြီးအနိဋ္ဌာယမျိုးတွေ့ရမှာပေါ့နော်ဒေချေပျက်စီးနေတဲ့ဟာတွေဒုက္ခရောက်နေတဲ့ပြည်သူတွေကိုတွေ့ရတယ်တို့တွေမှာလည်းခုနကကျွန်တော်ပြောတဲ့စိတ်တိုင်းတာတွေရပါတယ် ဒီစိတ်တရားတွေကိုဆွဲထင်ပြီးတော့ကြာကြီးစိတ်တရားကြာလာလို့ရှင်ဘာဖြစ်မလဲဆိုတော့စိတ်ကြာရောတာနောက်တစ်မျိုးလို့ဒီထိတ်လန့်တုန်လို့တဲ့အားတွေကိုတွေ့ရတာများပါလို့ရှင်စိတ်ဗိညာခေါ်ရတာ post traumatic stress disorder နော် PTSD ဒီစိတ်ထိုင်စိတ်ထိုင်ရရတဲ့ဟာကိုရပြီးတော့နောက်ဆက်တွေ့ခံစားရတဲ့အကျိုးဆက်တွေဒီဟာတွေကိုလည်းသူရလာတယ် အဲ့တော့အဲ့ဒါလေးမရအောင်သူတို့တွေကအကုန်တည်းကဒီစိတ်ကိုကျွန်တော်တို့ဟိုစိတ်ချမ်းသာရတဲ့ခူးဆိုင်အဲ့တော့ဘယ်လို view ဆိုင်ရမလဲဆိုလို့ရှိရင်ဘယ်လိုလေဒီမိသားမျိုးတွေတွေ့တဲ့အခါအချင်းချင်းနှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ရမယ်ပြီးတန်တဲ့လောက်ကိုကိုကို အစားတောက်ကိုပိတ်တာကိုကျွန်တော်တို့ပြည်ရှင်တို့စားပြီးတော့အခြေခံပြုဆိုင်ရအောင်ပေါ့။စားဝတ်နေရမှာအဓိကအစားတောက်အေးနေကိုစဉ်းစားပြုဆိုင်ရမယ်။ဘယ်တော့တွေ့ကြရတဲ့မိထောင်နဲ့ပတ်သက်ပြီးပါလို့ရှိရင်တနိုင်တဲ့လောက်ဟိုကျွန်တော်တို့စိတ်ကိုဖြေလျှော့လို့ရအောင်လို့အသက်ရှင်နေခြင်းအလိုမျိုးဟိုဘုရားဘာသာဝင်ဆိုနေဒီအနာပနာမှတ်တယ်ဟာမျိုးဒါမျိုးတွေကိုကျွန်တော်တို့လုပ်ပြီးတော့ relax ဖြစ်အောင်ကျွန်တော်တို့ကြိုးစားရမယ်။ဒီဟာဒီ good ။နောက်ဆက်ပြီးတော့ကိုကတန်းတန်းတလာကူညီမှု altruistic ။အခုဒုက္ခရောက်နေတဲ့ဘေးရန်မှာတွေ့နေတဲ့အချိန်မှာ altruistic ဆိတ်ဆိုတာကျွန်တော်တို့လူသားချင်းစာနာအခုသူကူပေးနေတဲ့ဟာမျိုးကိုယ်နေတဲ့ pride ကူတဲ့ကူမျိုးဆက်ကူနေမှာတခုခုလုပ်ပေးနိုင်တဲ့အတွက်ဆိုတဲ့ဟာမျိုးကလည်းကျွန်တော်တို့စိတ်ထိုင်ရအောင်တသက်စေ။အဲဒါမျိုးတွေကိုလည်းသူတို့လှုပ်ဆောင်ပေးနေတယ်။အဲတော့ကျေးဇူးတင်ပါတယ်။အခုဒီနှစ်ပိုင်းကိုခွဲပြီးတော့ဂယူဆိုင်ပို့ကျွန်တော်ကတော့ပြော ကိုယ်ချမ်းသာရေစိတ်ချမ်းသာရေတက်ကိုသူတို့ကြိုးစားပြီးတော့ဂိမ်းဆိုင်ကြပါတယ်ဒီလိုပြောနေတာတော့ကိုလုံနိုင်တဲ့ဝင်းအထိပဲထမ်းမလုံနိုင်တဲ့ဝင်းကိုထမ်းရင်လည်းအရာကစိတ်ဖြစ်စီမှုတွေအများကြီးရတယ်နောက်ကိုမနိုင်တဲ့ခါမျိုးတွေမှာလိုအပ်တဲ့အကူအညီကိုသက်ဆိုင်ရာနဲ့တဆင်တောင်းခံမှုပေါ့နော်သက်ဆိုင်ရာဆိုကျွန်တော်တို့ဂျမိုင်းဆိုလဲဂျမိုင်းလေးတွေရောလူကြီးဆိုလဲလူကြီးတွေရော ဒီဟာတွေကိုလည်းအစစ်စစ်ငါကိုယ့်ရဲ့မိတ်ဆွေပေါင်းတွေများမှာတဆင်ပေါ့နော်။ကိုတယောက်တည်းစိတ်ဖြစ်စီမှုမလုပ်နိုင်တဲ့အတခုကိုစိတ်ဖြစ်စီစိတ်ဆင်းရဲပြီးတော့မနေပဲနဲ့ညောင်ဝင်ပြီးတော့ဘယ်လိုမျိုးအဖြေရှာလို့ရမလဲဆိုတာလေးတွေကိုကျွန်တော်လို့ပြောရတယ်အရင်ရေးကြည့်တယ်။ကျေးဇူးပါ ဟုတ်ကဲ့ပါဆရာကျေးဇူးပါခင်ဗျာဟိုဒီအမျိုးသားညီညွတ်ရေးအစိုးရအယုံကြည်အနေနဲ့ဆိုလို့ရှင်ဒီစုံမိုးထင်းချုပ်ထားတဲ့နေရာတွေမှာဆိုလို့ရှင်တော့မြေပြင် on ground ကုညီဆောင်ရွက်လို့ရတဲ့အခြေအနေတွေရှိတာပေါ့နော်ဒါပေမဲ့လည်းဒီအနာသိန်းစစ်ကောင်စီထင်းချုပ်ထားတဲ့နေရာတွေဆိုလို့ရှင်ကုညီရေးပိုင်းမှာအကန့်အသတ်အများကြီးဖြစ်တယ်လို့နားလည်ပါတယ်ဟိုဒါပေမဲ့လည်း online ကနေပြီးတော့ဟိုဟိုအရင်ကလေးကလုတ်ကင်နေတာတွေလည်းကျွန်တော်တို့သိရပါတယ်အဲ့ဒါတော့လက်ရှိအခြေအနေမှာရောဘလို့ကုညီဆောင်ရွက်မှုပေးနေလဲဒီအပိုင်းကိုတော့ဟိုရှင်းပြဖြေကြားပေးပါအောင်ဗျာ ဟုတ်ကဲ့ကျေးဇူးပါမှန်ပါတယ်ကျွန်တော်တို့အခုမြေသားညီညွတ်ရေးဆိုတဲ့အနေနဲ့ကကျွန်တော်တို့အခုနိုင်ငံခံရတဲ့ပြည်သူတွေမှာကျွန်တော်တို့ထိန်းချုပ်ထားနိုင်တဲ့ထိန်းသိမ်းထားနိုင်တဲ့နေပြည်တော်မှာတော့ကျွန်တော်တို့ direct ပေါ့နော်ဒါလည်းအဲကျွန်တော်တို့ကုညီဆောင်ရွက်မှုတွေမြေပြင်မှာရှိနေတဲ့အဲတောက်ချိုရေးဖွဲ့မြေပြင်မှာရှိနေတဲ့ဗဟိတတင်းတွေမြေပြင်မှာရှိနေတဲ့လူမှုရေးကျန်းမာရေးဝန်ထမ်းတွေအားလုံးကကုညီပေးနိုင်နေပြီမဲ့ဒီကျွန်တော်တို့ ဟိုထိန်းချုပ်ထားတာပုံပဲ ਨੇ ဂျမ်ဘက်ဆေဥစုကနေပြီးတော့ထိန်းထုတ်ထားတဲ့အဓိကမြို့ကြီးတွေပေါ့နော်ကျွန်တော်တို့အဲ့နေရာတွေမှာကြာတော့ကျွန်တော်တို့တွေကိုကြည့်လဲအောင်သွားပြီးတော့လုတ်ပေးနိုင်ဖို့ကျွန်တော်တို့မစွမ်းနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့လုတ်ပေးခြင်းနဲ့ကျွန်တော်တို့မှာအင်အားတွေလည်းဆက်သေးရှိတယ်ဒါကြောင့်မို့လို့မျိုးသားညီညွတ်ဆိုရတာနှစ်ပတ်ပြည့်ခတ်ရဆက်ပြီးတော့ကျွန်တော်တို့ဒီလူသားဆန္ဒမှုကုညီမှုလုပ်ငန်းတွေကိုလုပ်ပါမယ်ဆိုပြီးတော့ကျွန်တော်တို့ကြေညာချက်ကျွန်တော်တို့ကထုတ်ပြန်ထားပြီးတာရှိတယ်အဲဒါပေမဲ့ ခုနကကျွန်တော်ပြောတဲ့စိတ်တိုင်းတာထိခိုက်မှုပါကျွန်တော်ရမ်းရည်ကြီးနေစီပါဖြစ်နိုင်တော့ကျွန်တော်တို့လည်းသွားပြီးတော့မျိုးစစ်ဆိုင်ထိုင်ပြီးတော့ဒီလိုမိသားစုလေးတွေနဲ့ဒီဒုက္ခရောက်တဲ့လူတွေနဲ့ထိုင်ပြီးတော့နှစ်သိမ့်ဆွေးနွေးမှုလုပ်ပြီးတဲ့အခြေအနေအဲ့ဒါနဲ့အဲ့ဒါမျိုးမလုပ်ပေးနိုင်သေးတဲ့အချိန်မှာကျွန်တော်တို့ကတော့ online ကပြီးတော့ဒီစစ်တမ်းမျိုးခံနေရတဲ့ပြည်သူလူထုက၄နှစ်ကျော်ပြီ စစ်တမ်းခံရအဲ့ဒီ၄နှစ်ကျော်ကာလမှာလည်းကျွန်တော်တို့တိဆောက်ထားပြီးသားဖြစ်တဲ့စိတ်ချမ်းသာရေးအွန်လိုင်းလာနေပြီးတော့ကျွန်တော်တို့စောင့်ရှောက်ပြီးနေတဲ့စောင့်ရှောက်မှုတွေကတော့တောက်လျှောက်လုပ်နေတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံဆိုရဒီဒယ်လီချမ်းသာကနေပြီးတော့ဂျမိုင်းဝန်ကြီးကဒယ်လီချမ်းသာနေပြီးတော့ကျွန်တော်တို့ဇီးရိုးဆူဆိုက်ကံပေးဆိုတာနှစ်သိမ့်ဆွေးနွေးနှာထောင်ပေးရလို့ဒီနော်အဲ့ဒါကအရင်တော့ကဒီငွေလေးမတိုင်ခင်တော့ကျွန်တော်တို့တနေ့ကိုမနေ့ပိုင်း ၄နာရီညနေပိုင်း၄နာရီတနေ့ကို၈နာရီနဲ့ကျွန်တော်တို့နှစ်သိမ့်ဆွေးနွေးမှုတွေကျွန်တော်တို့ဆောင်ရွက်မှုတွေဝယ်ဆောင်မှုတွေပေးနေတာရှိတယ်ပြည်သူတို့အခုကြာတော့ကျွန်တော်တို့၂၄နာရီဒီလိုင်းအောင်ဒီ၃ရက်စလုံးမှာကျွန်တော်တို့ဖွင့်ထားတယ်ပြည်သူတွေလည်းအများကြီးလာတုံးနေကြတယ်ရောက်စင်းနိုင်တနင်္လာထီကိုကျွန်တော်တို့ဒီဘက်ကဖွင့်လာတယ်။ထောက်ရှောင်းနေတဲ့ဆွေတွေကိုလုပ်နေရတယ်။အဲ့တော့ဒီ review လုပ်တဲ့အခါမှာအခုမြေပြင်မှာလက်ရှိ ဒုက္ခရောက်သွားတယ်မလင်းတောင် direct ထိတွေ့နေရတယ်ပြည်သူကတော့အင်တာနက်မရှိဘူးလို့မသုံးနိုင်ပေမဲ့ဒီပုံလေးတွေကိုကြည့်ပြီးတော့မီဒီယာနဲ့ကြည့်ပြီးတော့မမီလို့ရဲ့ဆွေးနွေးသားဝိုင်းတွေညီမသားစုတွေထိခိုက်သွားတဲ့သတင်းတွေကိုကြားပြီးတော့စိတ်ဖြစ်စီထိခိုက်သွားတဲ့ပြည်သူတွေကဒုညံ့တယ်အများကြီးဖြစ်နေအများကြီးပဲကိုယ်တိုင်အိုက်ထဲမှာကြုံတွေ့ရတော့လို့အပြင်ကနေမြင်လိုက်ရတဲ့သူကလည်းစိတ်ဖြစ်စီမှုတွေဖြစ်လာတယ်အဲဒီသူတွေကလည်းပူဆက်သွေးပြီးတော့အင်တာနက်ရှိတဲ့နေရာမှာ လီယာဆက်တွေ့ပြီးတော့ကျွန်တော်တို့စိတ်ဖြည်းစည်းနေတော့ကျွန်တော်တို့တက်နိုင်လောက်ဖြည်းဖြောင်းကျွန်တော်တို့ဟိုဆက်တွေ့နေတာရှိတယ်ကျွန်တော်တို့ကခုနကပထမအဆင့်နေနေတာတော့အဲ့ဒီနှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပြီးရပေါ့နော်ဒါကြမ်းမယ့်ဒီထဏာလေးတွေလုပ်တာအဲလူသားဆန္ဒကနေလည်းမိုင်းမီလာဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်တော့လည်းဒါကနှစ်သိမ့်ဆွေးနွေးဒီလုပ်ပေးနေတယ်ဝယ်စားမှုလုပ်ငန်းကိုလုပ်ပေးတယ်သူတို့ကလည်းတိုးချဲ့ပါဖြစ်ပြီးတော့ဒီမိုင်းဒီလာကလည်းခုနကတည်းကဆွေးနွေးမှုကိုလုပ်ပေးနေတယ် နောက်အမှုတူ WIC ပေါ့နော်အမျိုးသမီးနဲ့ကလေးသူငယ်ဝန်ကြီးဌာနကလည်းသူကဒီတိုင်းမင်ဘောဆိုပြီးတော့ဒီကောင်ဆယ်လင်းမင်းစိတ်မင်းနဲ့တင်ဆွေးနွေး service တွေကိုသူဒီကျွန်တော်တို့တော်လိုင်းကလာတောက်ဆောင်မှာပေးနေတယ်သူတို့ကလည်းဒီဟာကိုပို့ပြီးတော့အချိန်ဒီတို့မျိုးအဖြစ်ပြီးတော့နေသိဆွေးနွေးမှုမျိုးလုပ်ပေးတယ်ဆိုတော့ဒါပထမဆုံးအဆင့် PTLD ကချက်ချင်းလိုအပ်လာမယ်စိတ် ခံရအတွက်စိတ်ဖြည့်ဆည်းမှုအတွက်ကျွန်တော်တို့ပေးတဲ့ဝန်ဆောင်မှုပေါ့နော်အဲ့ထက်မှပို့ပြီးတော့လိုလာမယ်သူတို့တွေကကျွန်တော်တို့စိတ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးပို့ပြီးတော့စောင့်ရှောက်မှုတွေလိုအပ်လာမယ်ဆိုပြီးတော့အဆင့်အဆင့်တွေကျမ်းမာရေးတစ်ဆင့်စေရောကထူးထူးဆောင်နေရတယ်ကျွန်တော်တို့အခုချိန်မှာတောက်လျှောက်ဝန်ဆောင်ရမယ်အဆင့်တွေရှိနေတယ်သူတို့တွေကလိုအပ်တဲ့လမ်းညွှန်မှုတွေကုသမှုတွေကိုပေးနေတာလေးကိုလိုဆောင်နေရတယ် အဲအဲ့ဒါကစိတ်နဲ့ပတ်သက်ပြီးတော့နောက်ကျွန်တော်တို့ဈာမိုင်ဝန်ကြီးဌာနအနေနဲ့တောက်လျှောက်ဒီဘေးရနယ်ဖြစ်တဲ့ကဒီကစိုက်တဲ့ကပြည်သူလူထုကိုဆောင်ရမ်းရှောင်ရမ်းနေပေါ့ငလင်ရောက်ရုပ်တရက်ချက်ချင်းဖြစ်လာမဲ့ဘေးတွေအတွက်ဘာလေးဆောင်ရမ်းဆောင်ရမ်းလုပ်ရမလဲအရင်အခုပြီးသွားတဲ့အချိန်မှာကျွန်တော် after shop တွေလာနိုင်တဲ့အတွက်ပေါ့ဘာလေးဆောင်ရမ်းဆောင်ရမ်းလုပ်ရမလဲဆိုတော့ဈာမိုင်ဆိုင်ရာလမ်းညွှန်ချက်တွေနောက်ကျွန်တော်တို့ရဲ့ နကမေးခွန်းနေတယ်မှာလည်းပါသွားတယ်ပေါ့နော်ကုဆက်ရောတာညအဲ့ဒီပြီးသွားတဲ့အချိန်မှာဖြစ်နိုင်တဲ့ကုဆက်ရောဂါတွေပါလေဖြစ်နိုင်တယ်အဲ့ဒီအတွက်ပါလေကိုဆောင်ရဆောင်လုပ်အောင်လဲဆိုလဲဈာမိုင်တိပညာပေးဖို့လေအဲ့ဒါဒီအားလုံးကိုကျွန်တော်တို့ NGO ကမွေးကြဈာမိုင်ကိုဆိုတာ page ကနေပြောကျွန်တော်ကြော်ညာထားတယ်ခုနကအာဒီဒီစိတ်ဈာမိုင်နဲ့ပတ်သက်တဲ့ဆောင်ဆောင်မှုပေးတဲ့ဟာတွေအားလုံးကျွန်တော်တို့ဝန်ကြီးဌာနအားလုံးရဲ့ Facebook page တွေမှာပေါ့ ပြီးတော့ PPTT မှာရိုးရိုးညူဂျန်နဲ့ကြော်ရပြီးတော့ဒီလိုရအောင်ကိုတတ်နိုင်တဲ့နောက်တော့ကျွန်တော်တို့လည်းစာဖို့ပြီးနေဖို့စီစဉ်ထားပါတယ်ကျေးဇူးပါကျေးဇူးပါဆရာအခုလက်ရှိပေါ့နော်ဒီငလျင်ဘေးဒီဒီအင်အားပြင်းငလျင်ဘေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်လက်ရှိအခြေအနေပတ်သက်ပြီးတော့ဟိုဆရာအနေနဲ့ထပ်ဖြည့်ပြောချင်တာအကြံပြုတိုက်တွန်းချင်တာရှိလို့ရှင်လဲပြောပြပါအောင်ဗျာဟိုကျွန်တော်မေးမေးသိရင်တဲ့မေးဖို့ကြံခဲ့တဲ့မေးခွန်းရှိလို့ရှင်လဲဟိုဆရာဖြည့်ပြီးတော့ပြောလို့ရပါတယ်ခင်ဗျာကျေးဇူးပါဆရာ ကျေးဇူးပါအဓိကတော့ကျွန်တော်ကတော့နှစ်ချုပ်ပြီးတော့ပြန်ပြောနေတာပေါ့မေးတဲ့ဟာတွေကတော့အကုန်လုံးပြည့်စုံပါတယ်အနှစ်ချုပ်ပြီးတန်ပြောရရင်နံပါတ်1ဒီ immediate response နေတယ်အထမအဆုံးကျွန်တော်တို့ဒီမှာလောက်ရမှာ food security ကျွန်တော်တို့ပြည်သူကဒုက္ခရောက်သွားတယ်နိုင်ငံဘေးဒဏ်တက်သွားတယ်ပြည်သူတွေအတွက်အစာအစာနောက်အတောက်ရေတန့်ရှင်းမှုလို့လို့တယ်အစာလို့လည်းရေတန့်ရှင်းမှုလို့တယ် ပြီးတော့ရင်သူတကူရေတန်ရှင်းမှုအတွက်အဲသူတို့လိုတယ်ဒီသုံးခုကတော့ကျွန်တော်တို့မဖြစ်မနေအဓိကလိုအပ်တယ်ဟာနော်လောလောဆယ်မှာကျွန်တော်တို့ဟိုဒီတန်နေတဲတွေစောက်ပေးနိုင်နေမှာစောက်ပေးနိုင်လို့မယ်ဒီနေရတော့ရတာတိုးတော့သူတို့အတွက်အစားတောက်ရည်တန်တကူရေတန်ရှင်းမှုအတွက်လိုအပ်တဲ့သုံးဆောင်ပစ္စည်းဒါတွေကတော့စတိုက်လို့နေမယ်ပြီးတော့အရေးပေါ် စေဝါကုတမှုလိုအပ်တဲ့စေဝါရေပေါ့နော်ခုနကကျွန်တော်ရှေ့မှာပြောခဲ့တဲ့ထိခိုက်တဲ့အရာရှိမှုတွေလုပ်ပေးရမယ်ရှေးဥဒနာပြုစေဝါပစ္စည်းတွေနောက်တက်တနက် immunization လိုအမျိုးတွေနောက်ပြီးတော့ antibiotics တွေဒါတွေကတော့ကျွန်တော်တို့တက်နိုင်တဲ့လောက်ကျွန်တော်တို့အလျော်အစောတင်လိုအပ်တယ်နောက်အစောတင်လိုအပ်တဲ့ဟာတွေကတော့တချို့ အခုလေးကယောဂဖြစ်နေပြီလားပြည်သူတွေရှိလိမ့်မယ်စီဂျိုဒွေတိုကင်ဆာအရင်ကြတာနဲ့ဆက်ပြီးသူတို့တဲ့ဆေးဝါးတွေလည်းဘယ်လိုဆိုတက်တော့သွားပါလဲအဲ့ဒီအရေအရင်အတွက်တွေကိုလည်းကျွန်တော်တို့အဓိကထားပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ကိုယ်တိုင်လည်းပို့ဖို့အစီအစဉ်နေတာရှိတယ်လို့ဂျာနက်ပြည်သူလူထုကလည်းဒီဟာကိုဟိုတတိချပြီးတော့ဒီ message လေးကိုရပြီးတော့တမ်းတော့စီစဉ်ပြီးတော့ပို့ပေးဖို့အစီအစဉ်နေခြင်းနဲ့အထူးသဖြင့်ကျွန်တော်တို့ထိန်းချုပ်ထားလို့မရတဲ့နေရာ ကျွန်တော်တို့ထိန်းချုပ်ထားတဲ့တဲ့မီနီမှာတော့ဒါလေးကိုကျွန်တော်တို့တင်းနဲ့တုံးလေးဆိုပြီးတော့ကျွန်တော်တို့ဒီ1 day 2 day 3တော့ဟုတ်ဘူး first hour second hour သတ္တဝါဆိုပြီးတော့ကျွန်တော်တို့တောက်လျှောက်ကျွန်တော်တို့လုပ်နေတာတွေလုပ်နေတာလေကျွန်တော်တို့ထိန်းချုပ်မထားနိုင်တဲ့နေမီတွေမှာဒါမျိုးတွေဖြစ်နေတာမျိုးမတွေ့ရတဲ့ဒီတော့ကျွန်တော်တို့ကတော့ဒါကိုလေးလေးနက်နက်တိုက်တော့နေပြည်သူပါပြည်သူလို့သွားရမယ်အချိန်ဖြစ်ပါတယ်ဆိုတာကိုလည်းလေးလေးနက်နက်တိုက်တော့ပါတယ်အဲအဲ့တော့အထအပြင်ဆက်ပြီးတော့လိုအပ်တာကတော့ ျွန်တော်တို့ shelter နော် shelter ခုနကအမိုးကရှိတဲ့နေရာတွေမှာနေနိုင်မှုအိတ်နိုင်မှုတက်ပြင်ပြရအဲ့ဒါနဲ့တပြိုင်တည်းတစ်ချိန်တည်းမှာကျွန်တော်တို့နှစ်သိမ့်စိတ်ချမ်းသာရေးနှစ်သိမ့်ဆွေးနွေးမှုတွေကိုကျွန်တော်တို့လုပ်ပြရတယ်အဲ့တော့မြေပြင်မှာရှိနေတဲ့လူတွေဒီကိုကျွန်တော်တို့တက်နေတယ်လို့ပေါ့နော် internet ရလို့ဒီအမျိုးကနဒါပရိုက်တာတူရယ်ပရိုက်တာတူပဲဒီကဒါတွေကိုသိနေတဲ့ psychological facet PFA လို့ဟာမျိုးနေ ကျွန်တော်တို့က online တောက်ချောက်တင်တာမျိုးပေးနေတာရှိတယ်ကိုလည်းပေးနေတယ်ဘူးလည်းကျွန်တော်တို့တန်းတန်းနဲ့များနဲ့ချိတ်ဆက်ပြီးဒါကြီးပေးပြီးပြီးသူကနေပြီးပြီးပြန်သွားတဲ့အစီအစဉ်မျိုးကျွန်တော်တို့တောက်ချောက်လုပ်နေပါတယ်အဲ့ဟာတွေအတွက်ကိုပြီးသူလူလူအနေနဲ့တန်းတန်းနဲ့များဝိုင်းကြပါဝေါ်ကြပါမိမိပြီးသူချင်းချင်းမိမိတို့စောင့်ရှောက်ကြပါဘုနော်အခုချိန်မှာဒီဟာကအရန်ကိုရေးကြည့်ပါတယ်ကျွန်တော်ပြောရင်းနဲ့ညီပုံချုပ်ပါတယ်ကျေးဇူးတိုင်းတက်ပါ